မြတ်စွာဘုရားဘုရားဖြစ်သူရောက်လာတဲ့အခါမှာကောင်းမြူဆွဲကျိုးအဖိုးကြီးတွေနဲ့တွေ့တဲ့အခါမှာမြတ်စွာဘုရားကသူတို့ကိုနေရာထပေးခြင်းကြိုးဆိုခြင်းလက်အုပ်ချခြင်းဆိုတဲ့လူရင်ကျေးမှုအလုပ်တွေတခုမှမလုပ်ဘူးအိန္ဒြေရရသိခါရှိရှိသူ့ဘာသူပဲထိုင်နေတယ်အဲ့ဒါကိုလူအတိုင်းဝိုင်းမှာရှိကြတဲ့ဒီ သူတို့ကိုသူတို့မြင့်မြတ်သူအသက်ကြီးလို့သူတို့ကမြင့်မြတ်တယ်လို့ယူဆထားတယ်။အတိုင်းဝိုင်းကလူတွေကအတော်ကိုမချေမနှက်ဖြစ်တယ်။တော်ကိုမချေမနှက်ဖြစ်ကြ။ဝေရင်သာပြေးကြွားဆုံးကဆိုရင်ဝေရင်သာပုံနာရှိရာရသော်ဘုရားစီလာတယ်။လာတဲ့အခါမှာရသော်ဘုရားသူထိုင်နေတဲ့နေရာမှာဣန္ဒြေရရပဲထိုင်တယ်။ ပုံသားကြီးကသတင်းနဲ့ကြားတယ်သူလာသားလာတာသူကခေါင်းမြူဆွဲကျိုးအဖိုးကြီးဆိုတော့ဘယ်တရားတော်တော်သူ့အရွယ်နဲ့သူ့ကိုဝါကန်းလောက်ခံရနော်ကျိုးဆိုရတယ်အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်မျိုးအလေးပေးကြတယ်လက်ဥချင်ရတယ်နေရပေးကြတယ်ရသော်ဘုရားစီလာတဲ့အခါကျတော့ဒီအလုပ်တွေသူတခုမှမတွေ့ဘူး ခီးလည်းမကျိုးစိုးဘူးနေရာထိုင်ခင်းလည်းမပေးဘူးနေရာကလည်းထပြီးတော့ကြိုးတာမလုပ်ဘူးလက်ဥလည်းမချေဘူးဆိုအတုံးကိုမချေမနဲ့ဖြစ်တယ်မချေမနဲ့ဖြစ်တော့သူကမြတ်စွာဘုရားကိုဘာပြောတယ်ဆိုရင်ယဟန်ကောရမကိုရောဟာငယ်ငယ်ပဲရှိသေးတယ်ကိုယ့်ရဲ့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုကျိုးစိုးရကောင်းမှမသိဘူးနေရာပေးရကောင်းမှမသိဘူး လူအတိုင်းဝိုင်းနေလို့ပြီးတော့လူရဲ့ကိုချင်းတရားမလိုက်နိုင်ဘူးဆိုပြီးတော့တိုက်ရိုက်အပြစ်ပြောတော့တာဒါဟာလူအတိုင်းဝိုင်းမှာလိုက်နိုင်ရမယ့်စိတ်ကန်းတွေကိုဖျက်ဆီးတာပဲဆိုပြီးဆွဆွဲတယ်အဲ့ဒီမှာမြတ်စွာဘုရားဘာပြောတော့ဆိုသူဟာမလုံချင်လို့မဟုတ်ဘူးလူအတိုင်းဝိုင်းမှာသူလေးစားရမယ့်ပုဂ္ဂိုလ်ဓမ္မစစ်ဓမ္မရှုထောင့်ကနေရှာကြည့်တယ် သူတဲ့ကိုချင်းတရားကောင်းတဲ့လူရှိသလားတိလရှိသလားဆိုလိုက်ကြည့်လိုက်မယ်ဆိုအသက်သာကြီးတာကိုချင်းတိလကကြတော့မပြေဆုံးညာဒါဖြင့်တမာတိဆိုတဲ့စိတ်တည်ငြိမ်မှုရောရှိသလားဆိုအိုးစိတ်တွေကကြောက်ခရက်နဲ့တည်ငြိမ်မှုကလည်းအားနေကြအသက်သာကြီးတယ်နော်အသက်သာကြီးတယ် တွေ့တာစရာအာယုံတွေ့ရင်တည်ကြနေသေးတယ်။မုံတီးစရာအာယုံတွေ့လို့ရှိရင်လည်းမုံတီးတဲ့စိတ်တွေဖြစ်နေသေးတယ်။စိတ်ထအနေနဲ့ကဖြူစင်မှုမရှိဘူး။ပညာအနေနဲ့ကြတော့အမှန်ကဘဝရဲ့ဒီဘဝမှာလူဖြစ်လာတာဘာကြောင့်ဖြစ်လာတယ်။ဒုက္ခကဘာရှိတယ်။ဘဝမှာကောင်းတာဘာရှိတယ်မကောင်းတာဘာရှိတယ်။ ဘဝကဘလို့နီးနဲ့တွံ့မြောက်အောင်လိုရမယ်ဆိုရက်ဒီအကျင့်တရားတွေနဲ့ပတ်သက်ပြီးတော့သိနိုင်တဲ့ဉာဏ်ဉာဏ်သွေးရလည်းမသိကြဘူးမရှိကြဘူးတဲ့အကယ်၍များကိုချင်းသီလအနေနဲ့သူ့ရဲ့သားမယ်တမာရီအနေနဲ့သူ့ရဲ့သားမယ်ပညာအနေနဲ့သူ့ရဲ့သားမယ်ဆိုရင် မြတ်စွာဘုရားဟာအလေးပြုဖို့ရအစင်းသင်းဖြစ်နေတယ်။လေးစားခြင်းလို့မဟုတ်ဘူး။မလေးစားခြင်းလို့မဟုတ်ဘူး။ငါဟာအမျက်ဆုံးလို့ဆိုတာဟာလူလောကမှာရှိတဲ့ရှိတတ်တဲ့ပြည်ပြည်ဝဝအရေးချင်းတွေကြီးလိုက်တဲ့အခါမှာဖះရနဲ့တူတဲ့ပုဂ္ဂိုလ်တောင်ရှာမတွေ့ဘူး။ဖះရတဲ့ตาတဲ့ပုဂ္ဂိုလ်ဆိုတဲ့သူ့ရဲ့အရေးချင်းตาတဲ့ပုဂ္ဂိုလ်ဆိုတာဘယ်မှာမှမရှိဘူး။တူတူတောင်မရှိဘူး။ဆယ်ဘုံတစ်ဘုံတောင်အနာမကပ်နိုင်တဲ့ လူလောကတတ္တလောကကြီးတစ်ခုလုံးရဲ့အကြီးချင်းတွေဟာနှိမ့်ကြနေတာကိုတွေ့ရတယ်။မြတ်စွာဘုရားဘုသူကိုမှတဆွာမပေးဘူး။မပေးတာဟာကျန်တဲ့ပုဂ္ဂိုလ်တွေပေါ်မှာတနာလို့တဲ့။အကယ်၍သာအခုလိုအကြီးချင်းပြည့်ဝတဲ့ပုဂ္ဂိုလ်တူကအကြီးချင်းမရှိလို့မခံယူထိုက်တဲ့ပုဂ္ဂိုလ်ဆိုပါစို့အင်စတိကရဏီယောလက်အုပ်ချထိုက်တဲ့ဆိုပုဂ္ဂိုလ် အဲ့လိုလက်အုပ်ချီမှုရှ िख ိုးထိုက်တဲ့ပုဂ္ဂိုလ်ဆိုပြီးတော့အရေးချင်းမပြည့်ပဲနဲ့တွားပြီးတော့ရှ िख ိုးလိုက်မဲ့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာမခံယူနိုင်သည့်အတွက်ကြောင့်ခေါင်းတောင်ပြတ်ကျသွားနိုင်တယ်လို့သူဆိုတယ်။မြတ်စွာဘုရားရဲ့လက်အုပ်ချီမှုကိုခံယူနိုင်တဲ့အရေးချင်းသူ့မှာမရှိဘူး။မရှိသည့်အတွက်ကြောင့်ဒုက္ခရောက်သွားနိုင်တယ်။ဒါကြောင့်မို့မြတ်စွာဘုရားက ဘသူကိုမှခရုကတော့မပြူတာဖြစ်တယ်ဆို